ဝိပတ္တိတရား၄ပါးဆိုတာပျက်စီးမှုအခြေအနေမကောင်းတဲ့အခြေအနေ၄၀၀ကိုဆိုလိုတယ်။ကာလဝိပတ္တိခေမကောင်းတာ။ជីវံတုတ္တဖို့ခေမကောင်းဘူး။စပြေဒုက္ခဖြစ်နေရတယ်။တခြားသဘာဝပေးရနေခံနေရတယ်။အဲ့လိုအချိန်ကမျိုးတွေအမှန်ဒုတိယကမ္ဘာစစ်ဖြစ်တယ်ဆိုရင် ဒုတိယကဘာစစ်စမီအတောက်ခံရတဲ့နေရာတွေဆိုလို့ရှိရင်ဘုံကျဲလို့ကိုနေရာကိုမနေနိုင်ဘူးဘုံကျဲတဲ့ထဲသေးတယ်လူသေးထွက်ပြေးတယ်လူပြေးအဲ့ဒါလို့ကစင်ကလျာဖြစ်နေတဲ့အချိန်ဟာကာလဝိပတ္တိလို့ခေါ်ကာလဝိပတ္တိအချိန်မှာကုသကံကမကယ်နိုင်ဘူးကုသကံရှိလဲအကျိုးမပေးဘူးတဲ့ကာလဝိပတ္တိဖြစ်အဲ့ဒီအချိန်မှာ အကုသူတွေကတောမိလောင်တော့တောကြောင်လက်ကမောင်းခတ်ဆွဲတယ်အကုသူတွေကအကျိုးပေးလာတယ်အဲ့ကြ မကောင်းတာတွေနဲ့ကြည့်ပဲတွေ့ရချို့ဟာအဲ့လိုအခြေခစ္စိုးကာလာဆိုကြီးမှာအသက်ခံရတဲ့လူတွေရှိတယ်ဘဝဆုံးရှုံးသွားတဲ့လူတွေရှိတယ်အများကြီးပဲနော်ကာလဝိပတိလို့ခေါ်တယ်နောက်တစ်ခုကတော့ဥပတိဝိပတိရှုစင်းပြည့်ယွင်းနေတယ်ယစီကန်းနေတယ်သုံးမုတ်ခြေတော်ကျိုးနေတယ်ဘဝမှာ မပြည့်မစုံတစ်ခုဖြစ်လာတယ်ဆိုဥပတိဝိပတ္တိလို့သူဟာဘယင်းသားဖြစ်ပေမဲ့လို့မျက်စိတစ်ဖက်ကန်းနေရင်မင်းမဖြစ်တော့ဒီလိုဆိုလိုတာပေါ့နော်လက်ကျိုးချီချိုးဖြစ်နေလဲသူ့ကိုဘယ်သူမှမင်းမမြောက်တော့ဘူးအဲ့ဒါဥပတိဝိပတ္တိဘယင်းသားဖြစ်နေပြီမင်းတို့ကံတရားကဘယင်းဖြစ်အောင်လုပ်မပေးနိုင်တော့ကုသိုလ်ကလုပ်မပေးနိုင်တော့ဘူး ဥပတိဝိပတိရုပ်ဆင်းအင်္ဂါရဲ့ချိုးယွင်းပြည့်စုံမှုအဲ့လိုဆိုရဂတိဝိပတိဆိုတာကြတော့မကောင်းတဲ့ဂတိကိုရောက်ဥပမာလောကမှာဖျားပွဲ့နေတယ်ဖျားပွဲ့နေတဲ့ချိန်မှာလူတယောက်ဟာဖျားဝေးဖျားနဲ့ဝေးတရားတဲ့ဝေးတဲ့နေရာမှာရောက်နေတယ်အတိညာဘယ်လိုပဲရှိရှိတရားသာမကြားရလို့သောတာပန်မဖြစ်နိုင်တဲ့လူတွေအများကြီးဖြစ်သွား တရားဥမရတဲ့ပုဂ္ဂိုလ်တွေဖြစ်တာကရိဝိပတိလို့ဆိုရဲတရိစ္ဆန်ဘဝပြိတ္တာဘဝအတူတကယ်နာမရှိတဲ့နာကြားဖို့ရုပ်မရှိတဲ့အရုပပြမဘုံတို့ရောက်နေတယ်ဆိုရင်ဖះပွင့်ပြီးတရားဟောနေတာသူ့အတွက်တော့ဘာမှအချိုးခံစားမှုမရဘူးအဲ့ဒါမျိုးကိုဂတိဝိပတိလို့ခေါ်တယ်ဩကတာထဲမှာပါတယ်ရပ်ဖြစ်ရှိပါဆိုတာ ခတိဝိပတ္တိဖြစ်တယ်။ရပ်ပြည့်ရှိပါ။အရက်ဖြစ်တရားဖြစ်တဲ့အခြေအနေတစ်ခုဟာအခွင့်အရေးမသားတဲ့တရားရုမရနိုင်တဲ့အသိဉာဏ်မဖြစ်နိုင်တဲ့ဘဝမျိုးတွေလို့ဆိုလို့ရပါဘူး။နောက်တစ်ခုကတော့ပယောဂဝိပတ္တိလို့ခေါ်တယ်။ပယောဂဆိုတာလုံလဝီရိယကိုပြောတာ။လုံလဝီရိယလုံတင်ရတဲ့နဲ့မလုပ်ဘူး။ဆိုပါတော့ မိဘကလည်းပစ္စည်းတတ်နိုင်တယ်ကြောင်းကောင်းကောင်းနဲ့ထားတယ်စာကျိုးစာကျိုးစာပြီးတော့မတင်ဘူးကြောင်းကြီးပဲလစ်နေတယ်ဆိုရလူကပွဲလည်းမရဘူးစာလည်းမတတ်ဘူးနော်ပယောကဝိပတ္တိလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုံလဝိရိယချုံငဲ့သွားလို့ရှိရင်အောင်မြင်ကြီးပွားမှုတွေချုံငဲ့သွားတယ်အဲ့ဒါကိုဝိပတ္တိ၄ပါလို့ ဝိပတိတရား၄ပါးမှလွတ်ခဲ့ရပါလို့ဤလို့ဆုတောင်းနေတာကိုယ်တိုင်လုံးဝမဲ့အလုပ်ကိုလုပ်ဖို့လို့တယ်ပေါ့ဒါရီဟာကုသကံအကျိုးမပေးနိုင်မနဲ့အကုသကံဟာအကျိုးပေးသွားနိုင်တဲ့အနေအထားမျိုးတွေအဲ့တော့ဂတိဝိပတိဆိုတဲ့မကောင်းတဲ့ဂတိမရောက်ဖို့ဥပရိဝိပတိဆိုတဲ့ကိုယ်ကာယချုပ်ဆင်းအင်္ဂါချိုးရမှုကာလဝိပတိဆိုတဲ့အချိန်ဇုံးနဲ့မကြုံရမှု အဲ့ဒါတွေကတော့ဆူတောင်းတယ်ဆိုတာတဘာဝကြာသေးတယ်ပယောဂဝိပတ္တိဆိုတာတော့ကိုလုံးဝမဟာလောက်ကိုလုံးဝပါသူကဆူတောင်းနေရမယ့်ဟာတော့မဟုတ်ဘူးဘဝတစ်ခုရလာရင်ကြိုးစားအပ်တော်မှာလို့ဆိုလိုတယ်ဝိပတ္တိရှိတယ်လို့တမ္ပတ္တိကလည်းအဲ့ဒါနဲ့ပြောင်းပြန်ကြည့်ရမှာဝိပတ္တိဆိုတဲ့စကလုံးကိုတမ္ပတ္တိဆိုတဲ့စကလုံးနဲ့လဲလိုက်ရုံပဲကာလတမ္ပတ္တိအချိန်ကောင်းအခါကောင်းဂတိတမ္ပတ္တိဘဝကောင်း ဥရိတံပတိရုပ်ဆင်းအင်္ဂါလှပါတယ်။နော်ရုပ်ဆင်းအင်္ဂါလှပါလို့ရှိရင်သူကကောင်းစားနိုင်တယ်ပေါ့။ဘယောကတံပတိစ조사အထုတ်မှုတွေနဲ့ပြည့်စုံတယ်ကောင်းစားနိုင်။အဲ့တော့တံပတိတရား၄ပါးနဲ့ပြည့်စုံလို့ရှိရင်ကုသိုလ်ကအကျိုးပေးတယ်။တံပတိ၄ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်သူကအကုသိုလ်ကိုတားထားနိုင်တယ်လို့သူတို့ဆိုလို့တယ်။အဲ့တော့လောကမှာ ဘဝမှာအစဉ်ပြေမှုမပြေမှုဆိုတဲ့နေရာမှာကံဟုမူလသံဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်မန္တိဆရာတော်ကြီးကမကားရိဝါမှာရေးထားတာကံလို့ဟောတာဟာတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ပြောတာပါတဲ့ဥစ္စာဘောကပညာရဖို့အတွက်ကြတာတော့ဒုဏဝီရိယနဲ့သဆိုင်နေအသိပညာနဲ့သဆိုင်နေ လူတယောက်ကြီးပွားဖို့ကြတော့ကံနဲ့ကြီးပဲမဆိုင်ဘူးတဲ့ပညာနဲ့လုံလဝိရိယနဲ့ကြိုးစားအထောက်အပံ့